င်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့တတမာရာသမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချေဖြစ်ပါတယ်ဒီနေ့ဒီချေပြပြပေးမယ်အကြောင်းအရာလေးကတော့ကမ္ဘာသမိုင်းအခန်းနဲ့ဥရောပရဲ့နေချက်စနစ်သင်္ကန်းစာ3ဥရောပတိုက်သားတို့ဤဒုတိယဆင်နေချက်ချင်းရဲ့ပြင်သစ်တို့အမြောက်အမေရိကတိုင်းမှာနေချက်ချင်းအကြောင်းဖြစ်ပါတယ် ကဲဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ပြင်သစ်တို့အမေရိကမှာနေချေရခြင်းရတော့တောင်းပွဲကုံတွေရရနေပြီးတော့အများရရှိရနေအနောက်မြောက်လမ်းကြောင်းရှာဖွေရတို့ကြောင့်ဖြစ်ပါတယ်အဲဒီပုံလေးရတော့ပြင်သစ်တောင်းပွဲကုံတွေပုံဖြစ်ပါတယ်မြောက်အမေရိကမှာရှိတဲ့ New Flan ရဲ့ကွေးဘက်တို့ဟာပြင်သစ်ရဲ့ကိုလိုနီဖြစ်လာခဲ့တယ်အဲ့ဒီနောက်မှာတော့လူဝီစီရီယားနာရဲ့မက္ကဆီကိုပင်လယ်ကွေးတွေဟာပြင်သစ်တို့ရဲ့ဘိုင်နယ်ဖြစ်လာခဲ့ပါတယ် ုတစ်ချက်ရှင်းပြပေးတဲ့အကြောင်းအရာကတော့ပြင်သစ်တို့မြောက်အမေရိကမှာကိုလိုနီထူထောင်ခဲ့ပုံဖြစ်ပါတယ်။အင်္ဂလိပ်နဲ့ပြင်သစ်တို့ဟာမြောက်အမေရိကတိုက်မှာကိုလိုနီထူထောင်ခဲ့ရမှာပြိပက္ခတွေဖြစ်လာခဲ့တယ်။1900တခုနှစ်မှာ1914ခုအထိဖြစ်ပွားခဲ့တဲ့စပိန်ထိနဆက်ခံရေးစစ်ပွဲအပြီးချုပ်ဆိုတဲ့စာချုပ်ရာပြင်သစ်ထံမှာအယူဖောင်လန်အာဂေဒီယာနိုဗာစကိုရှာနဲ့ဟတ်ဆင်ပင်လယ်အော်တွေကို အင်္ဂလိပ်တို့ရရှိခဲ့တယ်။ ။ဩစတြေးလျထိနာဆက်ခိုင်စစ်ပွဲအပြီးမှာတော့ပြင်သစ်ဟာအင်္ဂလိပ်တို့ကိုအိန္ဒိယမှာရှိတဲ့မဒရက်ကိုပေးခဲ့ရတယ်။အခုဒီချက်ချင်းပြပေးတဲ့အကြောင်းအရာလေးကတော့ပြင်သစ်တို့မြောက်အမေရိကနဲ့အိန္ဒိယမှာရှိတဲ့ပိုင်တဲ့နေမြေတွေကိုအင်္ဂလိပ်တို့ကိုပေးအပ်လိုက်ရတဲ့ပုံဖြစ်ပါတယ်။ခုနှစ်စစ်ပွဲဟာဥရောပမှာအင်္ဂလိပ်နဲ့ပြင်သစ်တို့ရဲ့နောက်ဆုံးကိုလိုနီပြန်ဆိုင်မှုဖြစ်ပါတယ်။ပဲရစ်စစ်ပြေငြိမ်းရေးစာချုပ်အရအင်္ဂလိပ်တို့ဟာပြင်သစ်ထံမှာ ကနေဒါအာဂေရီယာနိုဗာစကိုရှားနဲ့အနောက်အနီးကျုံစုမှာချုံချိုးကိုရရှိခဲ့ပါတယ်။အင်္ဂလိပ်နဲ့ပြည်သည်ပြန်ဆန်ကြတဲ့အခါမှာပြင်သစ်ဟာဥရောပတိုက်မှာဖြစ်ပေါ်တဲ့စစ်ပွဲကိုပဲအလေးထားပြီးတော့အင်္ဂလိပ်ကတော့ပင်လယ်ယာချနယ်မြေပန်ဆိုင်မှုတွေကိုပုံမှုအာယုံဆိုင်ခဲ့တယ်။အဲဒါကြောင့်မလို့ပြင်သစ်ဟာအမေရိကတိုက်မှာသူ့ရဲ့ပန်ဆိုင်မှုအလုံးကိုစွန့်လွတ်ခဲ့ရပြီးတော့မြောက်အမေရိကဟာ အင်္ဂလိပ်တို့ရဲ့ ဩဇာအကိုကြောက်ရောက်ခဲ့ရပါတယ်။အချက်ကိုရှင်းပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ပြင်သစ်တို့မြောက်မီကတိုင်းမှာကိုလိုနီပြန်ဆိုင်မှုရဲ့နောက်ဆုံးအခြေအနေဖြစ်ပါတယ်။ကဲသားတို့သမီးတို့ရေအဓိကကြားတဲ့အချက်တွေကိုလေ့လာကြည့်ကြရအောင်။ပြင်သစ်တို့ကမြောက်အမေရိကတိုက်ရဲ့နောက်ဖက်နဲ့မြောက်ဖက်မှာကိုလိုနီတွေများကိုထူထောင်ခဲ့ကြတယ်။ New Flan, Quebec, နိုင်ငံတွေဟာပြင်သစ်ကိုလိုနီတွေဖြစ်ခဲ့ရတယ်။ လူဝီစီယာနာနဲ့မက္ကဆီကိုပင်လယ်ကွေးဟာလည်းပင်သစ်တို့ရဲ့ဘိုင်နဲ့ဖြစ်လာခဲ့ပါတယ်။စပိန်ထိနဲ့ဆက်ခံရေးစစ်ပွဲပြီးမှာတော့ချုပ်ဆိုတဲ့စာချုပ်အရာပင်သစ်ထံကနေပြီးတော့နယူဖောင်လန်၊အာဂေဒီယာ၊နိုဗာစကိုရှာနဲ့ဟက်ဆင်ပင်လယ်အော်တွေကိုအင်္ဂလိပ်တို့ကရရှိခဲ့ပါတယ်။ခုနှစ်နှစ်စစ်ပွဲ1956 1963ကတော့ဥရောပမှာအင်္ဂလိပ်ပင်သစ်တို့ရဲ့ကိုလိုနီပြိုင်ဆိုင်မှုဖြစ်ပါတယ်။ ပြင်သစ်ဟာအမေရိကမှာသူ့ရဲ့ပိုင်ဆိုင်မှုအလုံးကိုစွန့်လွတ်ခဲ့ရပြီးတော့မြောက်အမေရိကဟာအင်္ဂလိပ်တို့ရဲ့ဩဇာအောက်ကိုကျောက်ရောက်ခဲ့ရပါတယ်။ဒီနေ့ဒီချက်ပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကမ္ဘာသမိုင်းအခန်းနှင်းဥရောပရဲ့နှစ်ချက်စနစ်သင်္ကန်းစာ3ဥရောပတိုက်သားတို့ရဲ့ဒုတိယဆင်နှစ်ချက်ချင်းရဲ့ပြင်သစ်တို့မြောက်အမေရိကတိုက်တွေနှစ်ချက်ချင်းကြောင့်ဖြစ်ပါတယ်။ဒါတို့သမီးတို့ရဲ့ဒီချက်ကတတ္တမတန်းမြမသမိုင်းကမ္ဘာသမိုင်းမှာရှိတဲ့သင်္ကန်းစာအလုံးကို ်တင် जा ခဲ့ပြီဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီကျဲတင် जा ပေးခဲ့တဲ့သင်ခန်းစာတွေကိုလေ့လာကျက်မှတ်ကြပါ။သမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိပြီးတော့သမိုင်းပညာရှင်ကြီးတွေဖြစ်ကြပါစေ။ကိုယ်နိုင်ငံမှာရှိတဲ့သမိုင်းအမှုနှစ်တွေကိုထိမ့်သိမ့်နိုင်ကြတဲ့ကျောင်းသူကျောင်းသားတွေဖြစ်ပါစေ လို့ဒီကျဲကစုံမောင်းကောင်းတောင်းခဲ့ပါရယ်။အလုံးဘိုင်ဘိုင်